MSB ပတ်စံကလည်းပေါ်မှာပေါ်ယူရီကလည်းချောမှာချောမကိုဖြစ်ချင်တဲ့အရာလေးတွေပေါ့နော်အဲ့လိုဖြစ်ချင်တာလေးတွေကိုအားကြမိရဲ့ဘဝလေးတွေကိုစိတ်ကူးရင်ပြီးရောအဲ့လိုမျိုးရေးကြည့်လိုက်တာပေါ့မူရပါအားနဲ့ချက်ချောင်းလာလို့သူတွေပေါ်မှာပေါ့ဖြစ်ချင်တဲ့လူဆိုအဲ့လိုဖြစ်ချင်တဲ့တိုင်းလေးရေးလိုက်တယ်ဆိုက်ဆိုင်တဲ့လူတွေကဆော့သွားကြတယ်ရပါရီရဲ့ဆိုင်တယ်နည်းနည်းလေးကလောင်းတွေတော်တော်နည်းနည်းလေးအာအာနည်းနည်း တက်တာပါလေအဖြစ်နဲ့ကြောင့်လည်းငါဆောက် view ဆိုင်ငါစီးထားတဲ့ dog ဖက်နဲ့ကောက်ထုပလိုက်ပဲခင်းနေဆိုရတာကိုကြိုက်တယ်တရှင်းနေဆိုနေရရင်ပြော့တယ်ဘယ်နှပုတ်ပဲဆိုရဆိုရလို့ဆိုနေရရင်ပြရတယ်ဘေးတိုင်ပူပြောမယ် no speaker တွေကုန်ဘေးကုန်ဘေးကုန်ကိုယ်တိုင်လဲလို့လူပညာမျိုးရိုးလဲရှိရလူဖြစ်တဲ့အတွက်ဖွားရဲ့အဖေကကျတော့အာစာရေးဆရာဆရာထားပေါ့အရင်တော့ဆိုလို့ရှိရင်လို့လေပါဒီမမြရင်တို့ပါအဲ့လိုတချင်းနေရေးခဲ့တဲ့စာရေးဆရာကြီးပေါ့အဘွားကကျတော့စကာဒီအေးဒီမှာလဲတိုင်နေလောက်တယ်အဘွားကလည်းအငိမ့်မင်းသမီးအဘွားက စာနေဝင်မော်ဆိုပြီးတော့ငိမ့်ကြတယ်အကွာတိုင်းမဲ့တက်တော်မှာဒီမှာဟိုလိုမျိုးပေါ့ဖုန်းနံပါတ်လာတောင်းရင်းနဲ့လူလေးပေါ့နော်ပွဲလေးလှုပ်ချင်တယ်ပေါ့ဒီမှာပြီးတော့လူလူလူငယ်ဖိုက်ကလေးလည်းရရချင်တယ်အာဒီမှာလည်းဘလိုလေးစီစဉ်ထားရပေါ့နော် BR free ဘလိုလည်းလှုပ်ပေးထားရလူငယ်တွေလို့ပြောစေချင်တယ်ပေါ့အဲ့လိုမျိုးလေးလှုပ်ချင်တယ်ဆိုပြီးသူကကန်လန့်လာခဲ့ရပါဘူးပညာစပန်းဆိုရင်ဘယ်လောက်လုံးရှိသွားပြီ ့10နှစ်လောက်ရှိပါဘောလို့ဒါပေမဲ့ဂျာမန်မှာဂျာဂျာယူအက်နားပြီးတော့အခုပြန်လောက်တာဒီကလေးဒုတိယကလေးမွေးပြီးတလာခွဲလောက်နေတော့ကြတော့ဒီမန်လေးကဒက်စကွဲမှာပေါ့နော်အဲစပြီးစုလိုက်တာဆိုရင်ကနေပြီးတော့မှလို့ဆိုတော့ဒီအားကြပြီးတော့ငါလည်းဒီလိုဖြစ်ချင်တယ်ငါစူးစမ်းမယ်ဆိုပြီးတော့ဒီနှစ်နှစ်အတွင်းမှာပေါ့ပို့ပြီးအများကြီးလှုပ်ဖြစ်သွားပါအဲ့ကျင်းနေပါရဲ့ကိုယ်ကိုမြင်တဲ့အလိုမျိုးကနေ support လုပ်ပေးနေရမျိုးသားရှိတာရောပြီးတော့ဟိုကလေးတွေတော့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး ပေါ့နော်စိတ်ချရရပေါ့နော်မိဘသူမိဘရောကိုမိဘရောကလေးတယောက်စီကိုအဲ့လိုမျိုးတို့တွေအတောင်းဝန်ယူပေးထားကြရဲကိုချားရမှာတချင်းတွေပါလို့ဖို့အတွက်အချိန်တွေအများကြီးရအောင်တို့တွေကလည်းအများကြီး support ပေးကြပါတယ်မိသားစုတွေရအောင်တကယ်ဟိုမှာ try and ဆိုတော့လေအဲ့လိုမျိုးလေးအောင်မြင်မှုပေါ့လေဒီပို့ပေါ်လာပုံပြီးနေတယ် အာရင်ကျေနပ်ပြောပီတိဖြစ်တာပေါ့နော်ဟိုကိုဖြစ်တော့ဖြစ်ချင်းခဲ့ပေမဲ့မမျော်လင့်ထားပဲနဲ့ဖြစ်သွားဆိုတော့လေအဲ့လိုမျိုးပီတိပုံဖြစ်တာပေါ့နော်အာဒီဘောကရချင်တယ်ဒါပေမဲ့လည်းရလိမ့်မယ်လို့မထင်ထားဘူးဟောရုပ်တရက်ကြီးကောက်ဖြစ်သွားတယ်ကိုတင်မဲ့အကောင့်ကလည်းပြက်သွားတယ်ပြက်နေရကြားထဲမှာအဲ့တချင်းကဟောအကောင့်တက်အကောင့်တက်ကခုမှဆောက်ဖောက်လိုက်တာအကောင့်တက်ဖောက်ပြီးအဲ့တချင်းလေးတင်လိုက်တဲ့အချိန်မှာလူလူကြီးရောက်သွားပြီးတော့လူတွေအဲ့လိုမျိုးသဘောကျသွားတယ်ဆိုတော့ပို့ပြီးတော့ပီတိဖြစ်ရတာပေါ့နော် ပတ်စံကလည်းပေါ်မှာပေါ်ရုပ်ရည်ကလည်းချောမှာချောပြောတာပေါ့အဲ့လိုမျိုးအဲ့လိုနာမည်ကြီးအဲ့လိုဆယ်လီတွေဆော့ထားပြီဆိုရင်အိမ်ကအမေတွေကလည်းအဲ့လိုပြရဲသူကလည်းပျော်ပါပေါ့နော်ကိုကိုသမီးတင်းနဲ့ဆော့ရဲဆိုပြောအဲ့လိုသူ့ရဲ့တငယ်ချင်းတွေကလည်းလာပြီးပို့ကြအဲ့လိုဆိုကိုကစင်နဲ့တယ်ပေါ့ကိုအားကြခဲ့ရတဲ့အဲ့လိုပညာရှင်တွေလည်းအဲ့လိုဆော့ဆော့ကြတဲ့ခါကျပို့ပြီးစင်နဲ့တယ်ခန်းကြီးတော့အကြောင်းကအဲ့လိုပဲဟိုပေါ့ဘယ်လိုဖြစ်လဲအဲ့လိုကိုကိုကိုလာဘလော့ကိုကိုကိုပေါ့နော်အဲ့လို ့ brand mindset ဆိုပြောကောင်းစင်ပေါ့ကိုယ့်ကိုဘယ်လိုကောင်းယူမလဲဆိုပြောကောင်းစင်နဲ့ပထမတစ်ပိုက်ရေးတရားတစ်ပိုက်ကိုယ့်ကိုကြောက်ထဲလုံမယ်ဆိုတဲ့အချိန်မှာကျတော့အဲ့လိုခုနပြောလို့ပေါ့နော်လူဘဝမှာကိုဖြစ်ချင်တဲ့အရာလေးတွေပေါ့နော်အဲ့လိုဖြစ်ချင်တာလေးတွေကိုအားကျမိရဲ့ဘဝလေးတွေကိုစိတ်ကူးရင်ပြီးတော့လို့မျိုးရေးကြည့်လိုက်တာပေါ့မူရပါအားနဲ့ချက်ချောင်းလာလူသူတွေပေါ်မှာပေါ့အကုန်လုံးလဲဒါရှုတိုက်ဆိုင်တဲ့လူတွေလည်းရှိတော့ရှုဖြစ်ချင်တဲ့လူတွေလည်းရှိကြတယ်လीနော်အဲ့ဒါကိုကတော့ တိုက်ဆိုင်တဲ့လူမဟုတ်ပါကိုကဖြစ်ချင်တဲ့လူဖြစ်ချင်တဲ့လူဆိုတော့ဖြစ်ချင်တဲ့တိုင်းလေးရေးလိုက်တယ်တိုက်ဆိုင်တဲ့လူတွေကဆော့သွားကြကိုရကိုကြည့်ရင်းနဲ့ချောလုံးလုံးနဲ့မြောက်ပြီးဘသူမှမတွေ့ပြည့်အဲ့လေးစလိုက်ချိန်မန်လာပြည့်စိတ်ချမ်းသာကိုကျမ်းမှာကိုကိုကိုအမြဲချစ်ရပါရီရဲ့ဆိုင်တယ်နည်းနည်းလေးအာအဲ့ဒါနဲ့တက်တာပါပြီပဲလေးဘလို့ပြန်လာတယ်ဟိုပါဘူးပြောင်းဖို့နဲ့ဆိုင်ပါ ုနေနေတာနေသာဒီဖင်ရန်တယ်လေးပထောင်းတော့ပြောင်းမှုစိုက်ပလိုက်ပဲအာဖိုင်မှာဆိုတဲ့ချင်းဆိုရင်အကုန်လုံးကအခုအဲ့လိုဒီမှာတက်လာပြီဆိုရင်ပြောင်းမှုလို့ပါအဲ့လိုခေါ်ကြချွတ်ကြတောင်းခွန်းနဲ့တက်ကောင်းထူမယ်အဲ့လိုဆိုင်မှာတွေ့တာလည်းအဲ့လိုပဲသင်မဲဆိုပြနေကြချွတ်တော့လည်းပေါက်တဲ့ပိုက်လေးပေါ့အမစံလည်းပေါ်မှာပေါ်ရွေးရတဲ့ဆောင်အဲ့လိုမျိုးလာဆိုပြရလေလေရှိရလို့ကိုယ်ကပြောင်းမှုလို့ခေါ်ໄວ့ໄວ့ရှိရပြောင်းမှုလို့ခေါ်ကြတာပြောင်းမှုလေးပြောင်းမှုလေးအကနေတို့ကဘာမှမနေလို့ပြောင်းကြ င်တော့ underground မှာလုပ်ခဲ့ရဆိုပေမဲ့အခုဒီပြန်လုပ်ဖြစ်တဲ့နှစ်နှစ်အတွင်းမှာကြာညီမဒီဘားမှာတခြင်းဆိုရတာပေါ့နော်တခြင်းဆိုရတော့နာမည်ကြီး artist တွေရဲ့တခြင်းတွေကိုကိုကပြန်ဆိုရမှာဖြစ်တဲ့အတွက်ဒီ solo တွေဘယ်လိုဆိုလဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့အဲသူတို့ဆိုတဲ့ပုံစံလေးတွေညီမအဲ့လိုမျိုးနားထောင်လဲအဲသူတို့ဘယ်လိုဆိုကြလဲအဲသူတို့ဆိုတဲ့တခြင်းလေးကိုကိုသေးချာနားထောင်ပြီးသွားလို့ရှိရင်ကိုကိုယ်တိုင်ပြန်ပြီးတော့လေ့ကျင့်တယ်လေ့ကျင့်ပြီးသွားလို့ရှိရင်ပြန်ဆိုရပေါ့ဒီနှစ်နှစ်အတွင်းမှာဟောဘယ်လိုပြောရမလဲတခြင်းတွေအများကြီးကြက်ရပါပေါ့နော်ကိုကဒီစင်မောစတတ်တဲ့လူဆိုတော့တခြင်းတွေအများကြီးကြက်ပြီးတော့ဆိုရတယ်အဲ့အတွက် အာ rap ကိုပဲပို့ဦးစားပေးရတဲ့လူဖြစ်တဲ့အတွက် rap တွေအများကြီးနားထောင်ရတာပေါ့နားထောင်ပြင်ရင်လည်းအဲ့လိုမျိုးကိုကြိုက်တဲ့ဆိုတော့တွေပါရည်ဆိုလို့ရှင်ပို့ဦးစားပေးနားထောင်တယ်အကြက်တယ်ပြီးတော့လို့ရှင်အဲ့လိုမျိုးဆိုဆိုပြစ်သွားတာပေါ့ဖြစ်တဲ့ကြောင့်လည်းငါ south view site ငါစီးထားတဲ့ dog ဖက်နဲ့ကောက်သူ့ပဒ နေတာနေတာဒီဖင်ရတယ်လေးမထောင်တဲ့ပြောင်းမှုစိုက်ပလိုက်ပဲညီမကအဲ့လိုအဲ့လိုအလောက်ကြီးတော့မခံယူထားဘူးညီမကိုရိုင်းကလည်းဒီ repair ရေလို့အဲ့လိုမျိုးထက်ပေါ့နော်ညီမကအနုပညာကိုချစ်တာပေါ့နော်ပြောရလို့ရှိရင်တခြင်းတွေကိုချစ်တယ်ဒီ rap မှမဟုတ်ညီမတခြင်းတိုင်းအကုန်လုံးကိုချစ်တယ်အဲ့လို pop လဲညီမဆိုချင်တာပဲအဲ RB တွေလည်းကြိုက်တယ်သဘောကျတယ် rock တွေဆိုလည်းတိုင်းမှာဘာပွဲရှိရှိအမြင်အားပေးရေကိုဘေးရရင်ကြည့်ပြရေဆိုတော့တွေကြည့်ရေဘာတခြင်းတွေနေသဘောကျတယ်အဲ့အတွက် ဟိုတချင်းဆိုနေရတာကိုပျော်နေရလူဆိုတော့ဘာမျိုးစားမဆိုလို့ခွဲခြားထားမှရှိပါ rap ဆိုလို့ရှိရင်လည်းချို့ rapper အများအများဆိုတော့ကိုပိုင်ရေးကြတာတော့များကြရပေါ့နော်ဒါပေမဲ့လည်းဟိုသူကလည်းသူအစဉ်ပြန်အောင်ဆိုနိုင်တဲ့လူတွေရှိလို့ရှိရင်ကိုကြိုက်ကြိုက်တဲ့သဘောကြရအားပေးရတယ်လို့တို့လိုပါပဲအရင်ကြီးတော့မမတော့တွေးမထားပါဘူးအဓိကတော့ဒီမှာလို့ဒီတချင်းတွေဆိုရတာကိုကြိုက်တယ်တချင်းတွေဆိုနေရရင်ပျော့တယ်ဘယ်နှပုတ်ပဲဆိုရဆိုရလို့ဆိုနေရရင်ပြီးရတယ် ိုင်ပူပြောမယ် Lost speaker တွေကုန်ဘေးကုန်ဘေးကုန်ကိုလိုက်လဲလို့လူပညာမျိုးရိုးလဲရှိရဲ့လူဖြစ်တဲ့အတွက်အော်ကိုလဲလို့ဒီထက်ပိုပြောအမြောင်လဲစူးစမ်းစီတယ်ပြီးတော့ကိုရဲ့ဒီဘော်မီတာစု lifetime မှာလဲလို့ကလေးတွေအားစာမီတာစုအားစာအများကြီးစပို့ပေးထားတာဖြစ်တဲ့အတွက်ဟိုကိုမလည်းအများကြီးရင်းနှီးထားရတာလဲရှိရဲ့ခါကျတော့ဒီလမ်းကို တတ်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးဆက်လျှောက်မယ်လို့ပဲရည်ရထားပါတယ်။ဟုတ်တယ်နော်ဒီကညာပြောရရှေ့အဲ့ဒါပြောပြတော့မှဟုတ်အာညီမရဲ့အဖိုးအဖိုးခေါ်ပါဘောနော်အဖွားရဲ့အဖေကကျတော့အာစာရေးဆရာဆရာထားပေါ့အရင်တော့ဆိုလို့ရှိရင်လို့လေပါဒီမမြရင်တို့ပါအဲ့လိုတစ်ချင်းနေရေးခဲ့တဲ့စာရေးဆရာကြီးပေါ့လေပါဒီပွဲဒီမှာမြေကြီးရာတော့အဘွားကတော့စကားရည်ဒီမှာလဲတိုင်းနေလုပ်တယ်အဘွားကလည်းအငိမ့်မင်းသမီး ကဇာနေဝင်းမော်ဆိုပြီးတော့ငိမ့်ကြတယ်ပြီးတော့လို့ဆိုကရေးတိတိုင်းမှာလည်းဟိုထိုင်လုတ်ခဲ့တယ်ပေါ့အဖေကလည်းလို့ PNO တီးရယ်ရင်းတော့ဆိုပြတ်စက်တွေပါရင်မှာပြတ်စက်မင်းသားကြီးလည်းလုတ်တယ်အမေကိုကြောင့်မှသူကကြောင့်အမှုပညာကိုသိပ်ပြီးတော့ဟိုပေးမလုတ်ဘူးပေးမလုတ်တဲ့ခါကျကိုလည်းအမှုပညာမျိုးရုံနဲ့အဆတော်အဆက်ပြတ်သွားဆက်ပြတ်သွားပြီးမှအကိုကအခု DJ တီးရယ်ညီမရယ်နောက်ထပ်ညီမအောက်ကမောင်ရယ်ကစိုက်မှာတချင်းဆိုတယ်အဲ့တော့အငယ်လေးလည်းဝါသနာပါတယ်မောင်တို့မလေးယောက်လုံးကအမှုပညာကိုဖျက်လို့မရဘူးကြောက်ကြရမှာအားပါကြောက်ကြရတော့ကြောက်ရတယ် တော့သူကရမ်းတွန်းပေးလိုက်ဟုတ်ပါပြီအာပေးတာရေချစ်ပေးကြတဲ့အုပ်ချုပ်ဒီဇိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုမျိုးချစ်ပေးပြီးတော့အပေးစကားလေးလာပြောကြရတဲ့အတွက်ပို့ပြီးအားရှိပြီးတော့ဒီဆက်ချောက်ဖို့အတွက်ပေါ့နော်ပို့ပြီးတော့မိုဒီအများကြီးရပါတယ်လို့အဲ့လိုမျိုးရေချစ်ပေးကြတဲ့အတွက်လည်းတကယ်ကိုယင်းနေ့ကနေကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပို့ပြီးတော့လည်းအပေးရချိုနောက်အများကြီးကျေးဇူးပါပါမယ်လို့ပြောချင်ပါတယ်ရှင်မြန်မာစတာဘဆာ